လူဆိုတာအိုမင်းသွားရင်အများကယွန်းလာတယ်နော်အဖိုးကြီးဆိုနန်းနေအမေကြီးဆိုနန်းနေနဲ့ဖြစ်လာအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မလို့အသက်အရွယ်ကြီးလာပြီဆိုလို့ရှိရင်နေရာတကာမှာပါနဲ့ဟိုကူအေးစေးစေးလေးနေပြီးနေရအခုဘုံဘုရိကထေဒီမဆိုလို့ရှိရင်အဲ့လိုပဲသာသမီတွေက မကြည်တဲ့အခါမကြည်ဖြူတဲ့အခါမှာဘိက္ခုနီဝတ်လိုက် အဲ့ဒီဘိက္ခုနီလည်းဝတ်လိုက်တယ်။ဇန်နဲ့ဘိက္ခုနီတွေကရောကြည်ပြူသလားလို့ဆိုသူဝိုင်းခိုင်းကြတာနော်။အဖွားကြီးဝါလို့ပေးဦးဒါလို့ပေးဦးဒီလိုဟာတွေဖြစ်တယ်။သူကဝါတဲ့ပြာဆိုဝါငဲနေတယ်လေ။ဝါငဲနေတော့သူ့ကိုခိုင်းတယ်။အဲ့တော့ဘိက္ခုနီမတွေငယ်ငယ်ရွယ်ဝါကြီးတဲ့ဘိက္ခုနီမတွေကမလောက်ကြတော့ဆိုဘိက္ခုနီမတွေဆိုတာ တလကိုနှစ်ချိန်လာပြိလာကွယ်ဒီမှာတန်ဃာရိစီသွားပြီးတော့ဩဝါဒခံယူဖို့ချင်းကရဒါဝိနိဒိခါဘုရဲ့စိက္ခာနော်ဘိက္ခုတန်ဃာရိစီသွားပြီးဩဝါဒခံယူဖို့ချင်းကရတဲ့သို့မဟုတ်ဩဝါဒသွားပြီးနာရတယ်အဲ့ဒီလိုနာတဲ့အခါမှာသူ့ကိုចောင်းဆောင်ခိုင်းထားခဲ့တယ်ចောင်းဆောင်ခိုင်းနေမှာကဘူးရင်ွေးကြိုထားလိုက်နော် သူတွေဝါကြည့်တဲ့ဘေကုဏီမာရီအကြောင်းနေရဝါရင်ွေးကြိုထားလိုက်ပါလို့မှာပြီးတော့သူတို့ကတော့အဲ့ဒါတန်ဘေကုတန်ဃာတွေစီသွားပြီးတော့ဩဝါဒနာကြအဲ့ဒါကိုသူပြန်ပြောပြတာလေးရှိတယ်တဒါဥဒကမဟိတဝါဩခိရိတဝါနဂုံပိယသူဟာရေခတ်ပြီးတော့ရင်ွေးကြိုတဲ့အိုးကြီးတွေကိုသူလောင်းထဲရတယ်တဲ့ စုံလေးတပိတောအာတိနာ တတောစိတ်တံတမတဟိရှင်ဦးလေးကောင်းမွန်ရွယ်ရွယ်ရင်းကနေပြီးတော့တရားလဲအာထုတ်အဲ့ဒါလိုကြိုးစားအာထုတ်စိတ်တည်ငြိမ်အောင်သူကြိုးစားအာထုတ်ခဲ့သူကလုံလောက်ဝီရိယအသက်ရွယ်လဲရလာတဲ့အခါမှာတံဝေကတရားလဲရလုံလောက်ဝီရိယတားကြိုးစားတယ်အမြဲတမ်းတရားအထုတ်တယ်ဒါမှမဟုတ်ထိုင်းမနေဘူးအိတ်မနေဘူး သက်ကြီးပြီအမြဲတမ်းလှုပ်ရှားပြီးတော့ကြိုးစားနေတိုင်နေရှိတဲ့အဆောက်အဦမှာဆိုရင် တိုင်ကိုကင်ထားတယ်တိုင်မိမှာဆိုတော့ညမှာတိပင်းရှိတဲ့နေရာဆိုရင်တိပင်းကိုကင်ထားပြီးတော့ရက်ပြီးတော့တရားထုတ်တယ်ဇင်ညာလျှောက်တယ်အဲ့ဒါလိုကြိုးစားအထုတ်မှု ပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တယ်အဲ့ဒီအချိန်မှာသူရင်ရွေးကြုံတယ် အဲ့လိုတရားထုတ်တဲ့တမာရိရလာတဲ့အခါမှာခန္ဒီအနိစ္စတော်ထိတ်တော်ဟာသူတဏ္ဍာမှာရှိတဲ့ခန္ဓာသူရောတဏ္ဍာမှာရှိတဲ့ခန္ဓာသူတဏ္ဍာမှာရှိတဲ့ခန္ဓာကိုမမြဲတဲ့အနေအထားသူရှုမြင်လာအကျဉ်းချင်းပြောမယ်ဆိုရင်သူငယ်ငယ်တော့ရုပ်ရည်တွေပဲရှိတော့မှာတော့အဖွားအိုကြီးဖြစ်တယ်အဲ့တော့ရုပ်တရားတွေဟာမမြဲဘူးဆိုတာကိုသူသဘောပေါက် အဲ့ဒီကနေပူပြီးအသေးတစ်စိတ်သဘောပေါက်လာဒုက္ခဒေါသအနတ္တဒေါမမြဲတဲ့သဘောတွေကနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်သွားတယ်အနတ္တလည်းမြင်သွားတယ်လက္ခဏာ၃ပါးတင်ပြီးသူ့ရဲ့ခန္ဓာရဲ့အနေထားတစ်ခုကိုရှုမြင်သုံးသပ်တယ်အဲ့လိုရှုမြင်သုံးသပ်ရင်ကခေပိတဝါအာသဝေတ္တပိ ကာမတဝဘဝတဝဒိဋ္ဌတဝဝိစာတဝလို့ဆိုရဲအာတဝနေပဲအလွန်ကျယ်ပြီးတဝါတွေမှာဖြစ်လိရှိတဲ့တဏာရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဆိုရဲဒီတဘာဝတရားတွေအလုံးကုံဆုံးသွားဆိုလိုတာအာတဝရင်ကုံတာမဟုတ်ဘူးကိလေသာတွေအလုံးကုံခန်းသွားတယ်ကြင်ကြံကြုတ်ကိုအထုတ်လိုက်တာကိလေသာတွေကုံခန်းပြီးအရတ္တဖို့သူရောက်သွားတယ်တဲ့သူကြိုးစားအထုတ်တယ် အဲ့လိုကြိုးစားအထုတ်တဲ့အချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်တွေလွတ်ပြီးသူ့ကိုအားပေးစကားပြောတယ်။သူဟာလဲတကယ်ကိုအသိဉာဏ်တွေကရင့်လာပြီးတော့ကြိုးကြိုးစားစားရင်တွေးကြိုးကိုကြိုးစားရင်းကနေပြီးတရားထုတ်လိုက်တာ။ထူချတဲ့အသိဉာဏ်တွေရတော့ကိလေသာတွေကုန်ခန်းပြီးတော့ယန္တာမဖြစ်သွားတယ်။မြတ်စွာဘုရားရဲ့အားပေးစကားကဘာလို့ယောစဝတ္တတံဇီဝေ ကုတိတော်ဟိနဝီရိယောပြင်းပြင်းရီးရီးဘာမှမလုပ်ဖဲတရားမထုတ်ဖဲနဲ့ပြင်းပြင်းရီးရီးနဲ့အတ္တတရားရှင်းနေတာမမြတ်ပါဘူးဧကာဟံဇိဝိတာတေယောဝီရိယမာရဘတော်တလားအကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားဖို့ဖြစ်လာတဲ့အကုသိုလ်တရားတွေဖယ်ရှားဖို့ကြိုးစား မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လောင်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလောင်ကြိုးစားမှု၄ရက်နဲ့ကြိုးစားအထုံးနေတဲ့ပုဂ္ဂိုလ်ဟာတနေ့ပဲရှင်ပါစေတနေ့ပဲအသက်ရှင်ပါစေအလွန်မြတ်ပါတယ်အကျိုးမြတ်တွေအများကြီးရပါတယ်လို့မြတ်စွာဘုရားကဒီဆုံးမစကားလေးနဲ့အားပေးလိုက်တဲ့အခါသူကယန္တမာကြီးဖြစ်သွားတယ်နော်ကြိုးစားအထုံးနေတဲ့ပုံမှာတန်ဖိုးတိသွား ပိုပီောအာပေးလိုက်တဲ့အခါမှာပိုပြီးတော့အားတွေတက်လာပြီးတော့အတိညာလည်းရင်းကျက်လာတဲ့အခါမှာအဲ့ဒီလိုယာနာမကြီးဖြစ်သွားတယ်တဲ့နော်ယာနာမကြီးဖြစ်သွားတာအဲ့လိုယာနာမကြီးဖြစ်သွားတော့ခုနကဘေကုဏီမငငယ်တွေကရေနွေးချူခိုင်းထားရတယ်သူကတော့တရားထုတ်နေတော့ရေနွေးရေဦးတော့ထဲ့ထားလိုက်ထဲ့ထားပြီးအောက်ကမီးမထိုးဘူးထမင်းရဲ့တရားထုတ်နေတော့မေ့နော် မိမထုအဲ့တော့ဟိုဘိက္ခုနီမာရီကပြန်လာတော့အဖွားကြီးဖွားကြီးပဲမရောမီးပဲမရောရေနွေးဆိုတဲ့အခါကျအဲ့ကြတော့မှ तू ကသူကအဲ့ဒီအချိန်မှာဇန်နေအဘိညာဉ်နေနဲ့ရဟဏမကြီးဖြစ်နေပြီတိတ်ရဟဏမကြီးဖြစ်နေတော့ချက်ချင်းတေသောကတိုင်းဝင်သွားပြီးတော့ရေနွေးဦးဟာချက်ချင်းတစ်ခါလဲပွက်ပွက်ဆူသွားအောင်လှုပ်လိုက်တယ်အဲ့ဒီကြတော့မှ तू ရဟဏမကြီးဖြစ်မှန်သိတော့ဇန်နေဘိက္ခုနီမာရီက ခါတိုင်းလို့မလေးမစားမလုံရဲကြတော့ဘူးဒီဒီစားစားကြီးညူအားထားရတဲ့ဘိက္ခုနီမဖြစ်နော်အသက်အရွယ်ကြီးတာအဲ့ဒါလို့ကြိုးစားအထုတ်လိုက်တဲ့အခါမှာယန္နာမကြီးဖြစ်သွားလို့ဇာနေပင်ညင်နေရလာတယ်ရှင်တွေဟုတ်ချက်ချင်းပဲသူဒိဋ္ဌာလိုက်တာနဲ့ရှင်တွေကအခိုးတထောင်းထောင်းထွက်ပြီးရှင်တွေရသွားတယ်နော်အဲ့ဒီမှာဟိုဘိက္ခုနီမတွေကလန့်ဖြန့်ပြီးတော့ သူ့ကိုကြည်ညိုလေးစားစွာဆက်ဆံကြအဲ့ဒါသူ့ရဲ့ဘဝအစကြောင်းမှာဂေါရဝဘုရားရဲ့လက်ထက်မှာဒီလိုကြုံတွေ့ရတယ်တဲ့လူတယောက်ကို အမူးယူဆွလန်းနေသည့်စိတ်ကိုဘယ်လိုဖြေဖြောင်းရမလဲအဲ့ဒါကြတော့သူကမေးကြည့်လိုက်ပေါ့ငါသူ့ကိုသဘောကျတာဘာကိုသဘောကျတာစာမင်းကိုသဘောကျတာလားမျက်လုံးကိုသဘောကျတာလားတစ်ခုစီခွဲကြည့်လိုက် analyze လုပ်ကြည့်လိုက် နော်တခုစီဖြုတ်ပေးရင်ယူသွားမလားတခုစီဖြုတ်ပေးလိုက်မယ်ယူသွားမလားနော်တခုစီဖြုတ်ကြည့်လိုက်လို့ရှင်အဲ့ဒီစိတ်ပျောက်သွားမှာနော်တခုစီဖြုတ်ကြည့်တခုစီဖြုတ်ကြည့်လိုက်ဘာသဘောကျနေတာလဲနော်ခန္ဓာကိုယ်ရှိတဲ့အစိတ်ပိုင်းတွေကိုတခုစီတခုစီဖြုတ်လိုက်ဖြုတ်လိုက်လို့ရှင်အဲ့ပျောက်သွားတင်ညာယဝိပရိယေတာစိတ်တန်တေပရိတ္တသတိတင်ညာအမှတ်မှားနေလို့ ကိုယ်စိတ်ထဲမှာဒီလိုလောဘတွေရာဂတွေဖြစ်တာအမှန်မှားနေတာကိုမှန်အောင်ကြည့်လိုက်အမှန်ကြည့်လိုက်အမှန်မြင်အောင်စူးစမ်းကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်လွတ်သွားမှာပါ